မင်္ဂလာပါစာရေးသူနွနွရင်အင်းဝါထမိန်လေးတထဲနနက်ခင်လေးပြီဟာအေးများညင်သားစွာတိုက်ခတ်နေပါတယ်မိဖို့မမင်းညွန့်နေဟာရဲရဲနေကဟုံဟုံတောက်လျက်ရှိတယ်မိတို့ကထမင်းအိုးကိုမနိုင်တနိုင်မှကမိဖို့ပုံတင်လိုက်တယ်ချက်ခုံးမိုင်းနေနဲ့ညစ်ပေနေတဲ့ဆန်စည်းရည်ဖြစ်စေးပြီးတော့ဖုံးလိုက်တယ် ညနေအတွက်ခြံထားတဲ့ဆန်ကိုပဆိုးနဲ့ပြန်ထုတ်တယ်။ရေအိုးနာကမကြီးရွက်ထုတ်ကိုတွားယူပြီးတော့ကျမ်းပေါ်ဖင်ချထိုင်လိုက်မှပြီးကနေမိအောင် ထမိန်ပြဲသွားပြီကိုမိတိုးတိလိုက်တယ်။ကြပြကြရထကထမိန်ကိုလှည့်ကြည့်လိုက်တော့တထွားကန်းရှိတဲ့အဆုတ်ကြီး။တွားပါပြီ၊ကုန်ပါပြီ။ဒီထမိန်ကအမိထားခဲ့တဲ့ထမိန်သုံးတယ်အနက်ကနောက်ဆုံးထမိန်ပဲ။ မိတို့ထမင်ကိုအตาလှဲ့ဝကဖြင်းညင်းစွာထိုင်ချပြီးမှမကြီးရွက်ကိုဆက်တင်နေ။နောက်နေ့မှအကြီးလေးတို့အင်ကအနှစ်အချီငှားပြီးတော့တည်ရမည်။မကြီးရွတီကတမန်နေကလေးကခူးထတာမို့နည်းနည်းနွမ်းနေကြပြီမနှက်ပြန်အတွက်မကြီးရွကိုပြန်ထုတ်ထားလိုက်တယ် အိမ်ရှိမှာကစားနေကြတဲ့မိတိုးရဲ့ညီမအုံယောက်ကမိဖို့ကြောင့်စီကိုတကြည်တည်းကြည်နေကြတယ်။မကြည့်ရအိုးတဲကိုငပီးထုတ်ထဲမှာလက်ကျန်ငပိနဲနဲကိုပြစ်ထည့်လိုက်တယ်။စီပလင်းကိုလောင်းချတော့လဲကြလာတာကတော့တစ်ဆက်နှစ်ဆက်မိတိုးကပလင်းဖင်ကိုလက်နှစ်ရိုက်ချတယ်။ဒီနေ့ညနေ အဖေစီကပဆန်ရမှမနှက်ဖြန်အတွက်အားလုံးဝယ်ရမည်။မကြည့်ရဟင်းရီအိုးတပွက်ပွက်စူချိန်မှာတော့ အိမ်ရှိကစွန်းတော်ပြုတ်ဟူတဲ့အတန်ကိုကြားရတယ်။ထုံစံတိုင်းမိတိုးကကတော့စုံးမှုတွတ်လက်စွာអော်လိုက်တယ်။ဖုန်ကြီးចောင်းသားအေးမောင်ကစွန်းပြက်ကိုရထားရင်ကမိတိုးကိုမျက်စောင်းထိုးလိုက်တယ်။ထမင်းစားမယ်လာကြဟေ့ မီတိုးခေါ်တန်အစုံမှာအငဲ၃ယောက်ကအပြေးလွှားလာကြတဲ့ထမရေနီရဲရဲတစ်စလုံးနဲ့မကြီးရဟင်းကို အလဲထားပြီးကောင်းမဖို့အောင်စားကြတယ်။စပင်းနီနီနဲ့ကောင်းလေးလုံးဟာမျက်စိမှာရင်ငုတ်ကြလုံးလာကြောင်းစီနဲ့မတွေ့ရပဲစပင်းတွေဟာနီရဲနေကြတယ်။တမီရော့ဟေ့ပစံအဖေကပခုံးပေါ်မှာတနချောင်းကိုတဲကောင်းပန်းမှာထောင်ပြီးတာနဲ့မီတိုးကိုပစံပေးတယ်။ စက်တန်9ရွက်အဖေမျက်နာကချွေးသီးချွေးပေါက်တွေကိုမီတိုငေးကြည့်နေရင် အဖေနှားကသုံးချက်ပေးပြီးပြီနော်လို့အလော30မိလိုက်တယ်။အဖေကမီတိုကိုကြည့်ရင်ပြုံးတယ်။ပေးပြီးပါပြီသမီးရဲ့ဟိုးဒီနေ့မစားတာဘူးဟေ့ရေနေကျဲပြီးရေသိပ်စီးနေတယ်သမီးရဲ့မီတိုးကအဖေပြောသမျှကိုသာကောင်းညိန်နေရင်ငွေငါချက်နဲ့ဈေးဝယ်ရန် တွက်ပြီးတော့စန်တပီကလေးချက်ဒါနဲ့ဟိုပဲလေးချက်ရှိနေပြီအ တင်းပေါ်အုံနဲ့ထုတ်ရင်တော့နှစ်ချက်ဆယ်ပြားပဲကြတာအမေဆုံးတော့က90နဲ့ပေါင်လာတာအတင်းပေါ်ကိုခုထိမရွေးနိုင်သေးတာနာတာပဲထားပါလေစီနှစ်ချက်ကွဲသားကပြား80ပြား20ပဲကျန်တော့တယ်မကြည့်ရချက်ဖို့ကငပိရမဝယ်လို့ ਆ လဲမဖြစ်ဘူးတမက်ဖိုးတော်မှရွာလေသေးတဲ့ဒေါ်ကြီးမင်ကတင်ရောင်းချင်တာမဟုတ်ဘူးပြား20ဖိုးရောင်းပါမလားလို့မိတို့ကပူပန်နေမိတယ်ဟဲ့မိတို့မိဖို့ဘော်ကအိုးဝေကြနေပြီဘာအိုးတော့ ရပါတယ်အဖေရဲ့အဝေယာရွက်ပြုတ်ထားတာပါဒီနေ့ညအဝေယာရွက်တုံးနဲ့မကြီးရွက်ဟင်းမိဖို့ဘောကအိုးကိုမိတိုးသွားဖွင့်လိုက်တယ်စိန်ဝဝအရေးတွေကပော့ပွက်ဆူနေတယ်အဝေယာရွက်တစ်ခတ်ကိုစက်ခနဲစိတ်ကြည့်လိုက်တယ်မနူးသေးပေမိစွာပေးလိုက်ပြီးတော့ပတ်စံကိုထည့်သိမ်းပေးလိုက်တယ်ဟေ့ငါ60ရောက်ပြီနော်60ခုံရမှာ ဖန်ကုံတန်းကစားနေတဲ့နေရာမှာ အလက်မရဲ့အတန်စုစုကဝမ်းသာအားရထွက်ပေါ်လာတယ်။သူညီမသုံးယောက်ဖန်ခုတ်တန်းကစားနေတာကိုကြည့်ရင်မီတိုရုတ်တရက်ကစားခြင်းစိတ်ပေါ်လာတယ်။မီတိုမကစားရတာဟာကြာလာပြီ။အမေရှိတုန်းကဆိုရင်တော့ရွာလယ်ပိုင်းထိတောင်သွားကစားရတယ်။မြစ်စိတ်တောင်ပြင်ပေါ်မှာလဲတငယ်ချင်းတွေနဲ့ဘိုးအိမ်မဆောင်ရတာလဲကြာလာပြီ မီတိုးဟာထမင်းကိုခတ်တင်းတင်းပြင်ဝတ်ပြီးတော့တဲရှိကိုပြေးသွားလျက်အလက်မခုံမီပြုတ်နေတဲ့၆ဆင့်ကိုလှွားခနဲ့ခုံကျော်လိုက်တယ်။ဗဇက်ကလည်းငါခုံတာတွေ့လားလို့ဝမ်းတာအာရအော်လိုက်တယ်။အလက်မနှက်ခမ်းစူနေပြီးငါခုံနေရကိုဘာလို့နင်းဝင်ခုံတာလဲ။တွားမပါတော့ဘူးငါ။အိုးပါမှာပေါ့နင်းမခုံနိုင်တိုင်းနင်းကအီပေါ်လို့မီတိုးကသူ့ညမကိုစားတယ်။အလက်မပို့ပြီးစိတ်ဆူလာတယ်။ နေနေနော်နေကအပြိုကအပြိုလိုနေပါလားအပြိုဆိုတာခလေးတွေလည်းမပါဘူးတော့နေကနေတော့နေဘာကြည်စမ်းဘာအပြိုလဲငါကခလေးလေခလေးစိတ်တဝက်နဲ့မိတို့ပြန်អော်တယ်အမေနေခလေးဆိုရင်နေဘာဖြစ်လို့ရေချိုးတော့ငါအဖေရေလင်းနဲ့ချိုးလေငါတို့လိုချိုးပါလားပြောမိတို့ရှက်သွားတယ် အဖေ့စီကိုမလုံမလဲလှမ်းကြည့်ပြီးရှက်ရှက်နဲ့အလက်မရဲ့ကောင်းကိုတောက်ခနဲမီအောင် ခောက်ပြစ်လိုက်တယ်။မကြီးရွက်ခူးတိုင်းမီတိုးကောက်လာတဲ့မကြီးရွက်ကိုင်းနေနဲ့စူးစီးလုံနေတဲ့အဖေ့ဘေးမှာမီတိုးတို့ညီမတွေဝိုင်းနေကြတယ်။အဖေကအကိုင်းကက်ရှုပ်တဲ့မကြီးကိုင်းတွေကိုစုပြီးအရင်ကနေကျိုးဖြစ်တင်းနေအောင်ခြီးတယ်။ပြီးပြီလားအဖေ။မြစ်ထဲကိုအခုသွားချရအောင်နော်။အငယ်ဆုံးမကစိတ်အားထက်သန်စွာပြောတယ်မိတို့တို့ တရွာလုံးလိုလိုစူးစီးချလိရှိတယ်။မကြီးကိုင်းနဲ့လှုပ်တဲ့စူးစီးဟာငားသိမ့်မပါတော့လဲနှစ်ရက်တစ်ခါသုံးရက်တစ်ခါတော့ဖော်လင်းတစ်ချက်စာလောက်တော့ရတက်လေတယ်။စူးစီးကို ရေတိမ်တိမ်မှချရတယ်။ရေတိမ်မှသွားနေတဲ့ငသေးလေးတွေကတော့မကြီးကိုင်းရှုပ်ရှုပ်မှဝင်တူးနေပြီးမထွက်နိုင်ကြတော့ပါ။တချို့နည်းနည်းတက်နိုင်သူတွေကတော့ကြိုးတန်းအရှိကြီးနဲ့မြားတန်းတန်းကြလေတယ်။ စူးစီးကိုထန်လျက်သွားတဲ့အဖေနောက်မှာမိတို့တို့ဟာခုံပေါက်လိုက်လာကြတယ်။အဖေဟာရေတိမ်တိမ်မှာစူးစီးကိုမြုပ်အောင်ချပြီးစိတ်ထားသောငလုံးတိုင်းချီနေတယ်။အငယ်၃ယောက်လုံးရေထဲမှာတဝုံဝုံကူးနေကြတယ်။အလမကတဲချန်းနေနဲ့ဂျီတူမီမိတို့ကိုလှမ်းပြောင်ပြတယ်။ မြမအငယ်နှစ်ယောက်ကရေထဲမှာငုတ်လိုက်ဖော်လိုက်နဲ့ကူးခတ်နေကြတဲ့မိတို့ဟာလမောင်းပိန်ပိန်လေးပေါ်မှာ မကြာခဏရှော့ချနေတဲ့ရှင်မင်းအင်ကြီးကိုအပေါ်ဆွဲတင်ပြီးဟိုတုံးကားလိုအဝတ်စားတွေအ мян ချစ်ပြီးတော့ရေထဲကိုပြေးစင်းခြင်းစိတ်ပေါ်လာတယ်။အဖေကဝလုံးတိုင်းမြေအောင်အုတ်ခဲကျိုးနဲ့ထွနေပြီးတော့လှမ်းပြောတယ်။ဟဲ့မိတို့ရေချိုးမှချိုးလीဘာလုပ်နေလဲ။ မိတိုးကအဖေဝစ်ထားတဲ့ရေလဲပစိုးကိုမသိမသာကြည့်ပြီးခက်တိုးတိုးပြန်ပြောလိုက်တယ်။တော်ပြီအဖေဒီနေ့ရေမချိုးကျင်တော့အေးစိတ်စွာတိုက်ခတ်လာတဲ့လေရဲ့အထီတွေ့ကြောင့်မီတိုဖြက်ခနဲလန်တို့လာခဲ့တယ်။မီတိုရဲ့ကိုယ်ပေါ်မှာစောင်မရှိတော့ပါ။အငယ်၃ယောက်ကစောင်ကိုသူတို့ဘက်ကိုဆွဲယူသွားပြီးပူကက်ချုံကအိပ်ပျော်နေကြတယ်။မိုးလင်းတော်မီ။ အလင်းရောင်မှုံပြပြကိုမြင်နေရပြီးမိတို့ကထမင်းကိုအသာဆွဲချုံပြီးတော့မျက်လုံးတွေကို ပြန်မှိတ်လိုက်တယ်။ဘိုက်ထဲမှာတော့ဟာနေတယ်။ဘိုက်စားတဲ့ဆိုကမှဒီနေ့မနက်ဟင်းချက်စရာကမရှိ မကြီးရွက်ဖြစ်ဖြစ်အဝေယာရွက်ဖြစ်ဖြစ်သွားခုရအောင်မီ။ငပိနေနေရှိသေးတယ်။ငပိနေနေကိုဒီနေ့အတွက်တော့ခွဲချန်လိုက်တာကြောင့်မင်းညာကမကြီးရွက်ဟင်းတာမင်းညာကမကြီးရွက်ဟင်းက ှင်လိုက်တာမှဆုတ်ဆုတ်လန်းနေတယ်။အငယ်ဆုံးမကမျက်နှာရှုံမဲမဲနဲ့စူးစီးသွားမဖို့သေးဘူးလားလို့ထမင်းစားမပြီးခင်မှာတွတ်တူမေးလေတယ်။မိတို့ကအဲ့ဟာကနေကြပြကြရခုံထားလိုက်ပြီးဟုတ်သားပဲစူးစီးချတာတာဒီနေ့ဆိုရင်နှစ်ရက်တောင်ရှိသွားပြီ။မိတို့ကတဲအောက်ကိုခုံဆင်းလိုက်တယ်။အဖေကိုကြည့်တော့အိမ်မောကြနေကြတော့ မိတို့ဟာမျက်စိကိုခတ်တွတ်လျှောက်ခဲ့တဲ့မြစ်ပြင်ကိုဖျက်တိုက်လာတဲ့အာယုံဥလီကအေးများလာတယ်။မိတို့ထမင်ကိုဆွဲချုံလိုက်တဲ့မျက်စိမှာတော့မိသူမမရှိသေးပါ။မိတို့တို့စူးစီဟာတခြားစူးစီတွေနဲ့အတော်လေးလှမ်းနေတယ်။သို့တော့မိတို့ဟာစူးစီဖော်ဖို့ကသာစိတ်ဆိုးနေတာကြောင့်ကြောက်ရကောင်းမှန်းမသိပါ။ထမင်ကိုခတ်တွတ်ပြင်ဝစ်ပြီးမိတို့ရေထဲကိုခုန်ဆင်းလိုက်တယ်။ စူးစီးကိုအတာမပြီးကုန်းပေါ်ကိုချတယ်ကြလာပါစေငါးတွေအများကြီးအများကြီးမီတိုးဟာစိတ်အားထက်သန်စွာစူးစီးကိုလှုပ်ခါလိုက်တယ်မီတိုးမျက်နှာရှုံ့မဲ့သွားတယ်ငါးကတကောင်တမီးမှကြမလားဘာလို့ပါလဲရင်းနေကြနေလို့လားမီတိုစိတ်ပြက်လက်ပြက်ဖြင့်စူးစီးကိုရေထဲပြန်ချပြီးနေရဲနေတဲ့မြစ်ပြင်ကိုလှမ်းကြည့်လိုက်တယ်။အလို မိတို့မျက်လုံးများဝင်းလက်သွားတယ်။ရှင်နဲ့ပိုင်းမှာတန်းထားတဲ့မြားတန်းတဏျာကလှုပ်ရှားရင်းထိုးနေတယ်။ထောင်သားတွေငါရှင်ကတော့တိတ်လောက်ပြီ။ရှင်နေလဲဒီလောက်တော့မလုံရမ်းနိုင်ပါဘူး။ဟုတ်ပြီ။ငါကြီးတကောင်မိနေတာပဲဖြစ်ရမယ်။မိတို့ဘာကိုမှစဉ်းစားမနေတော့ပဲရေထဲကိုအမြန်ဆင်းပြီးမြားတန်းစီကိုကူးသွားလိုက်တယ်။မိတို့ကလှုပ်နေတဲ့နေရာမှာ ကိုယ်အသာဖော့ထားပြီးကျိုးကိုမှကြည့်လိုက်တယ်။မိတို့ထင်တဲ့အတိုင်းပင်ငပတ်ကြီး ဟာနေတဲ့ကောင်းကြီးမဟုတ်ပါလားဟာဝမ်းသာလိုက်တာဟာဘသူမြားတမ်းပဲဖြစ်ဖြစ်ဖြုတ်ပြင်မိမိတို့က6200ချောင်းကို အားပြုပြီး ရေကိုရက်ရွေရက်ရွေကိုဖော့ရင်လက်နှစ်ဖက်လုံးဖြင့်ငားကိုဖြုတ်လေတယ်ငါပတ်ကြီးကတပြန်ပြန်ရုံးကန်နေတယ်ဖြုတ်ရတာကမိတို့ထင်သလောက်တော့မလွယ်ပါငါပတ်ကြီးဟာမောပြီးတော့နည်းနည်းအငိမ်မှာတအားဆောက်ဆွဲပစ်လိုက်တယ်ရပြီ ငါပတ်ကြီးကိုမလွတ်စေရန်လက်နက်ဖက်ဖြင့်တင်းကြော့စာဆုပ်ရင်းကန်းဆက်ကိုခြေထောက်ဖြစ်သာအမြန်ကူးခတ်လာလိုက်တယ်။ဝမ်းသာလိုက်သည်မှာမီတို တုံရင်တောင်နေနေတယ်။မီတိုကုန်းပေါ်ကိုအမြန်ပြေးတက်လိုက်တယ်။အိုးအမလေး မီတိုအလံတကြားအော်ရင်မြေကြီးပေါ်မှာထိုင်ချလိုက်တယ်။မီတိုကိုပေါ်မှာထမိန်လေးဟာမရှိတော့ပါ။ရေစင်းနဲ့အတူမျောပါသွားခဲ့ပြီ။ဇောနှစ်ငားကိုသာမဲဖြုတ်နေသည်မို့မီတိုထမိန်ကျွတ်ကျသွားမှန်းကိုမသိနိုင်တော့မီတိုတကူလုံးရှက်စိတ်နဲ့တုံရင်လာတယ်။သွားပြီ။သွားပြီ။အမေထားခဲ့တဲ့မီတိုရဲ့တထည်သေးသော ထမိန်လေးမျက်ရည်တွေဝဲလာတယ်။အိမ်ကိုမြည်တို့ပြန်ရမည်နီ။ မိုးလင်းစပြုနေပြီးလူတွေနှိုးနေကြပြီးရွာလေလမ်းမကြီးကိုမိတိုးဘလို့ဖျက်ပြန်ရမလဲဆိုတာမသိပါမြေကြီးပေါ်မှာငပတ်ကြီးကလည်းဗဟတ်ကြီးကိုဟပြီးတော့အသက်ရှူနေတယ်မြညာစီကနှက်အချို့ကစုံစင်းလာကြပြီးမကြမီလူတွေလာကြတော့မီဘာလို့ရမလဲဘာလို့ရမလဲ အင်ကိုဘလို့ပြန်ရပါမလဲလို့တွေးပြီးရုတ်တရက်ဘိုက်ထဲကစာလောင်လာပြန်တယ်။မီတိုးကငပတ်ကြီးကိုစက်ခနဲကောက်ယူလိုက်တယ်။အင်ကိုတင်းတင်းချိတ်ပြီးမျက်စိကိုစုံမိတ်ပြီးအားကုန်ပြေတော့တယ်။ရွာလေလမ်းမကိုရောက်တော့မီဖះရေလူတွေထွက်လာနေကြပြီ။ရှစ်ဆရာကောင်းလိုက်တဲ့ဖြစ်ချင်းမီတိုးတအားပြေရင်မျက်ရည်များစီးကြတာတယ်။အိုးဟဲ့မီတိုးဟဲ့ကောင်မလေးဘာဖြစ်လာတာ?" လူတွေရဲ့အံအောကြီးစွာအော်လိုက်တဲ့အတန်တွေကိုမီတိုမကြပါအံကိုတင်းတင်းကျိတ်ထားတဲ့မီတိုဟာမျက်ရည်တွေစီးချလျက်ငပတ်ကြီးကိုတင်းကျက်စွာစုပ်ရင်းအိမ်စီကိုတအားပြေးနေပြီတော့တယ်